င်္ဂလာပါ Healthier Ways Channel မှာနှုတ်ခွန်ဆက်ပါတယ်ဒီဗီဒီယိုလေးမှာ ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်တွေကိုရှင်းချစေနိုင်ပြီးသွေးတက်ပြီးအပူကင်းစေတဲ့သဘာဝအစားအစာတစ်ခုဖြစ်တဲ့ကစွန်းယိုနီပြုတ်ရည်ကိုပြုလုပ်ပြမှာပါပထမဆုံးစားကို မီးအလေလက်နဲ့အရောင်ပြောင်းလာတဲ့အထိလှော်ပေးရပါမယ်ကျွန်မကတော့ iodine စားကိုအသုံးမပြုပါဘူးကစွန်းယိုနီပြုတ်ရည်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့လှော်ထားတဲ့စား က်ညက်တေချာစေးကြောတန့်စင်ထားတဲ့ကစုံယိုးမီကလိုရင်းမပါတဲ့ရေတန့်ပြုတ်ရန်ဟုပလင်းနိုးလိုအပ်ပါတယ်။ဘိုးရဲကိုကစုံယိုးနီ3စီ ရေ4လီတာထည့်ပြီး2လီတာကျန်အောင်ပြုတ်ပါတယ်။ပြီးရင်ကစုံရွက်တွေကိုဖယ်ထုတ်လိုက်ပြီးထက်ညက်အဖက်စားစွန်း၄စွန်းစားလို့ထည့်ပြီး၅မိနစ်လောက်ထပ်ပြုတ်ပါရစေ။ ပြီးရင်အေးအေးခံပြီးတော့တန့်ရှင်တဲ့ပလင်းနဲ့ထည့်ပြီးရေခဲတက်တာရဲ့ကိုသိမ့်ပြီးအပြင်မှာထားရင်မှုတက်လွယ်တဲ့အတွက်ရေခဲတက်တာရဲ့ထားတတ်ပါတယ်။ကစုံယိုနီပြုတ်ရည်သည်လွယ်ကူယိုရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့သဘာဝအစားအစာတစ်ခုဖြစ်ပါတယ်။ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာပြီးစိတ်ချမ်းသာကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။